မိတ်ဆွေတို့ကဘာကြီးကိုမြင်နေကြထက်ပိုထူးခြားတဲ့နီလန်းနဲ့မြင်ဘူးပါသလားအရာဝတ္ထုတွေရဲ့နောက်ွယ်မှာဝတ်ထားတဲ့စိတ်ဝိညာဉ်တွေကိုမြင်ဘူးပါသလားဝီလျံဘလိတ်ကတော့ဒီလိုမြင်ခဲ့ပါတယ်သူ့ရဲ့အမှုပညာနဲ့ကြပြာတွေကတဆင့်ဝတ်ထားတဲ့ကဘာကိုဖော်ထုတ်ပြသခဲ့ပါတယ်ဒီနေ့မှာတော့ဂျွန်ဟစ်စ်ရဲ့ဝီလျံဘလိတ်နဲ့ကဘာစာအုပ်ထဲကဘလိတ်ရဲ့ထူးခြားတဲ့အမြင်တွေကိုပြောပြပေးသွားပါမယ် မိတ်ဆွေတို့ဂျွန်ဟစ်ဆိုတဲ့စာရေးဆရာကဝီလျံဘလိတ်အကြောင်းကိုဒီစာအုပ်မှာရေးသားထားပါဗျ။ဘလိတ်ဟာတာမန်မျက်စိနဲ့မမြင်နိုင်တဲ့စိတ်ဝိညာဉ်ကဘာကိုမြင်နိုင်စွမ်းရှိသူပါ။ဘလိတ်ရဲ့အမြင်အရကဘာကြီးဟာရုပ်ဝတ္ထုတသက်မဟုတ်ပဲစိတ်ဝိညာဉ်နဲ့ပါနေပါဗျ။ကောင်းကင်တမန်တွေနတ်ဝိဇ္ဇာတွေနဲ့ဖျားသခင်ဟာနေ့စဉ်ဘဝမှာအမြဲရှိနေတယ်လို့သူမြင်တယ်။ဘလိတ်အတွက်တော့ဒီအမြင်တွေဟာအိမ်မက်မဟုတ်ပါဘူး။ တစ်ပင်တွေမှာကောင်းကင်တမန်တွေကိုမြင်ပြီးပြတင်းပေါက်မှာဖရာသခင်ရဲ့မျက်နာကိုမြင်တွေ့ခဲ့ပါတယ်။ဗလိရဲ့အမှုပညာတွေဟာဒီအမြင်တွေကနေစွမ်းရင်တွေရယူပြီးပုံမကောင်းမွန်တဲ့အရာတွေကိုဖန်တီးနိုင်ခဲ့ပါတယ်။သူ့ရဲ့လက်ရာတွေကရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအကြားဆက်သွယ်ပေးပြီးဖွက်ထားတဲ့ကဘာကိုမိတ်ဆွေတို့ကိုဖိတ်ခေါ်နေပါတယ်။ဘလိတ်ကစန့်ကျင်ဘက်တွေမရှိရင်တိုးတက်မှုဆိုတာမဖြစ်နိုင်ဘူးလို့ယုံကြည်တယ် ချစ်ချင်းနဲ့မုန်းခြင်းအကြောင်းပြချက်နဲ့စွမ်းအင်ဆိုတဲ့စန့်ကျင်ဘက်တွေကိုပေါင်းဆက်ခြင်းကကြီးထွားမှုကိုဖြစ်စေတယ်လို့သူဆိုပါတယ်ဥပမာအနေနဲ့အဖြစ်ကင်းစင်ခြင်းနဲ့အတွေ့အကြုံတွေဟာလူသားရဲ့ဝိညာဉ်တစ်ဖက်ကို ကိုးစားပြုပြီး ကောင်းကင်နဲ့ငရဲဟာလူသားတွေရဲ့အခြေအနေကိုပုံဖော်ပါတယ်။အကြောင်းပြချက်ကတိဆောက်မှုကိုပေးပြီးစွမ်းအင်ကဖန်တီးနိုင်စွမ်းနဲ့ပြောင်းလဲမှုကိုဖြစ်စေပါတယ်။ ဗလိတ်ကစန့်ကျင်ဘက်တွေကိုမိတ်ဆွေတွေလိုသဘောထားပြီးပဋိပက္ခတွေကကြီးထွားဖို့အတွက်လိုအပ်တယ်လို့ဆိုပါတယ်။စန့်ကျင်ဘက်အမြင်တွေကိုလက်ခံခြင်းအဖြစ်မိမိကိုယ်ကိုပုံမနားလည်နိုင်ပါတယ်။နောက်ထပ်အယူအဆတစ်ခုကတော့မိမိကိုယ်ကိုဖြည့်ဆည်းခြင်းပါပဲ။ဗလိတ်ကအတ္တကိုဖြည့်ဆည်းခြင်းအဖြစ်စိတ်ဝိညာဉ်နဲ့တသားတည်းဖြစ်မှုကိုရရှိနိုင်တယ်လို့ပြောပါတယ်။မိမိကိုယ်ကိုစူးစီးတဲ့စနစ်ကိုအုံနောက်ရဲ့ ုံမှန်လှုပ်ဆောင်မှုကွန်ရက်လို့ခေါ်ပါတယ်။ဒီကွန်ရက်ကိုညိတ်သက်စေခြင်းကတသားတည်းဖြစ်ခြင်းနဲ့ချိတ်ဆက်မှုကိုဖြစ်စေပါတယ်။တရားထိုင်ခြင်းနဲ့စိတ်ကိုပြောင်းလဲစေတဲ့အတွေ့အကြုံတွေကဒီကွန်ရက်ကိုခဏတာညိတ်သက်စေနိုင်ပါတယ်။ဘလိတ်ကမိမိကိုယ်ကိုဆုံးရှုံးခြင်းကိုစိတ်ပိုင်းဆိုင်ရာ ခွဲထွက်ခြင်းနဲ့မတူပဲစိတ်ဝိညာဉ်ဆိုင်ရာရည်မှန်းချက်အဖြစ်မြင်ပါတယ်။ဒီအခြေအနေကအတွေ့အကြုံတွေမှာပုံမိုနှိမ့်ညွတ်စေပြီးစัจ java လာနဲ့တသားလေးဖြစ်မှုကိုခံစားစေပါတယ် ်ဦးရီစင်ဆိုတဲ့စက်ကောင်ကိုဗလိတ်ကအကြောင်းပြချက်ရဲ့အတားအဆီးအဖြစ်ပုံဖော်ထားပါတယ်။ဦးရီစင်ကစီးမင်းတွေကို ဖန်တီးပေမဲ့လူသားတွေရဲ့အတွေ့အကြုံတွေကိုကန့်သက်ထားပါတယ်။သူကကြိုးချောင်းစီလျော်မှုနဲ့စိတ်ကူးစိတ်တမ်းကိုဖိနှိပ်ခြင်းရဲ့အနေရည်တွေကိုကိုးစားပြုပါတယ်။ဦးရီစင်ရဲ့ဖန်တီးမှုတွေကရုပ်ဝတ္ထုကဘာသိပ္ပံပညာနဲ့ဥပဒေတွေဖြစ်ပြီးယုတ်တိဗေဒရဲ့အကန့်အသတ်တွေကိုကိုးစားပြုပါတယ်။ ဘလိတ်ကဥရီစင်ကို လိုအပ်ပေမဲ့အကန့်အသတ်ရှိတဲ့အင်အားတစ်ခုအဖြစ်မြင်တယ်။စစ်မှန်တဲ့နားလည်မှုကအကြောင်းပြချက်ရဲ့အကန့်အသတ်တွေကိုကြော်လွန်ပြီးစိတ်ကူးစိတ်တမ်းရဲ့တန်ခိုးကိုလက်ခံဖို့လိုအပ်ပါတယ်။အောက်ဆိုတဲ့ဇက်ကောင်ကတော်လန်ရဲ့စိတ်သက်ကိုကိုးစားပြုပါတယ်။အောက်ကအာနာရှင်စနစ်တွေကိုဖြိုဖျက်ဖို့နဲ့တရှိနေတဲ့အာနာကိုစိန်ခေါ်ဖို့လိုအပ်တဲ့စွမ်းအင်ကိုပုံဖော်ပါရတယ်။ အောက်ခါစိတ်ကူးစိတ်တမ်းတဲ့ဝိညာဉ်အလားတို့ကနေမွေးဖွားလာပြီး လူသားတွေရဲ့ဖိနှိပ်ခံရတဲ့ဆန္ဒတွေကိုကိုးစားပြုပါတယ်။တော်လန်ရေးမှာတွေးထွက်တန်ယူမှုတွေနဲ့အာနာရှင်စနစ်တွေဖြစ်လာနိုင်တယ်ဆိုတာကိုဘလိတ်ကသိပါတယ်။အောက်ခရဲ့ဇလန်းကမထိန်ချုပ်နိုင်တဲ့တော်လန်ရေးရဲ့အကျိုးဆက်တွေအကြောင်းသတိပေးတဲ့ပုံမြင်တစ်ပုဒ်ပါပဲ။ဆွီဒင်ဘော့ကဘလိတ်ရဲ့အတွေ့အမြင်တွေကိုလွှမ်းမိုးခဲ့ပါတယ်။ဆွီဒင်ဘော့ရဲ့ကောင်းကင်နဲ့ငရဲအကြောင်း လူပါယုံတွေကဗလိရဲ့ကိုပိုင်ဝိညာဉ်ရေးရာအတွေ့အကြုံတွေနဲ့ကပ်ညီခဲ့ပါတယ်။ဆွီဒင်ဘော့ကဝိညာဉ်ကဘာဟာဝိညာဉ်တွေနေထိုင်တဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်မှန်ဖြစ်တယ်လို့ဆိုပါတယ်။တည်ပြီးတဲ့နောက်ဝိညာဉ်တွေကိုစစ်ဆေးပြီးသူတို့ရဲ့လောရက်တွေအပေါ်မူတည်ပြီးကောင်းကင်ဒါမှမဟုတ်ငရဲကိုပို့ဆောင်ခံရပါတယ်။ရုပ်ပိုင်းဆိုင်ရာကဘာမှာရှိတဲ့အရာအလုံးဟာဝိညာဉ်ရေးရာနဲ့ဆက်စပ်နေတယ်လို့သူကပြောပါတယ်။ ဘလိတ်ကဆွီဒင်ဘော့ရဲ့ခိုင်မာတဲ့စနစ်ကိုညင်းပယ်ပြီးစန့်ကျင်ဘက်တွေရဲ့တင်းမာမှုမရှိဘူးလို့ဝေဖန်ပါတယ်။ဆွီဒင်ဘော့ကကောင်းကင်တမန်တွေနဲ့ပဲစကားပြောပြီးနတ်ဆိုးတွေရဲ့ဉာဏ်ပညာကိုလစ်လူရှုတယ်လို့သူကဆိုပါတယ်။စိတ်ကူးစိတ်တန်းကလူသားတွေကိုစိတ်ဝိညာဉ်ကဘာနဲ့ဆက်သွယ်ပေးတဲ့ဖျားပေးတဲ့စွမ်းရည်လို့ဘလိတ်ကမြင်ပါတယ်။စိတ်ကူးစိတ်တန်းကနေတဆင့်ဖျားတွေကိုဖန်တီးပြီးအမှန်တရားကိုသိမြင်ကကဘာကြီးကိုပြောင်းလဲနိုင်ပါတယ်။ စိတ်ကူးစိတ်တမ်းကတီထွင်ဖန်တီးနိုင်စွမ်းရှိပြီးအသည့်အစမ်းတွေကိုဖန်တီးပေးပါတယ်စိတ်ကူးရင်မှုကတီရှိပီးသားအရာတွေကိုပြန်လည်စီစဉ်ပေးနိုင်ပေမဲ့ကဘာကြီးကိုပြောင်းလဲနိုင်စွမ်းမရှိပါဘူးဘလိတ်ကအသည့်အမြင်အဆင့်၄ဆင့်ကိုဖော်ပြခဲ့ပြီးစိတ်ကူးစိတ်တမ်းကပုံမြင့်တဲ့အဆင့်တွေကိုဖွင့်ပေးနိုင်တဲ့တော့ချက်လို့ဆိုပါတယ်ကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်ကိုခွဲခြားတဲ့တွေးဟာစနစ်ကိုဘလိတ်ကညင်းပယ်ခဲ့ပါတယ် ခန္ဓာကိုယ်ဟာစိတ်ဝိညာဉ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီးရုပ်ပိုင်းဆိုင်ရာတွေ့ကြုံကဝိညာဉ်ရေးရာကြီးထွားမှုအတွက်မရှိမဖြစ်လိုအပ်တယ်လို့သူယုံကြည်ပါတယ်။ဘလိကခန္ဓာကိုယ်ကိုပျော်ရွှင်မှုဆန္ဒနဲ့ဖရဲသခင်နဲ့ဆက်သွယ်မှုရဲ့အရင်းအမြစ်ဖြစ်မြင်ပါတယ်။ဖရဲအကြောင်းတွေကလိမ်မှုကိစ္စတွေကိုဖိနှိပ်ဖို့နဲ့ရုပ်ပိုင်းဆိုင်ရာအတွေ့အကြုံရဲ့အရေးပေါ်မှုကိုငင်းပယ်ဖို့ကြိုးစားတာကို သူဝေဖန်ခဲ့ပါတယ်။ ဗလိတ်အတွက်တော့ခန္ဓာကိုယ်ကအကျဉ်းထောင်မဟုတ်ပဲဝိညာဉ်ရေးရဖော်ပြမှုအတွက်ယင်တစ်ခုဖြစ်ပါတယ်ခန္ဓာကိုယ်ကစိတ်ဝိညာဉ်ရဲ့ရောင်ပြန်ဟပ်မှုလို့သူမြင်ပြီးသူ့ရဲ့အမှုပညာကရုပ်ပိုင်းဆိုင်ရာတည်ရှိမှုရဲ့ဝိညာဉ်ရေးရအနှစ်သာရကိုဖန်ယူဖို့စ조사ခဲ့ပါတယ်အဗီယိုဆိုတဲ့အရာမလူသားကလူသားအလုံးနဲ့စကြာဝဠာတစ်ခုလုံးကိုကိုးစားပြုပါတယ်အဗီယွန်ရဲ့ကြာဆုံးခြင်းနဲ့နှုတ်ထလာခြင်းကလူသားတွေရဲ့ဉာဏ်လင်းရရှိဖို့ခရီးကိုပုံဖော်ပါတယ် အဘီယွန်ကလူသားတွေရဲ့ဘိုးဘေးဖြစ်ပြီး သူအိတ်ဆက်ခြင်းကဖန်ဆင်းခြင်းရဲ့အဆောက်အဦမှတ်သားထားပါတယ်။အဘီယွန်ဟာပြည်တိတ်နိုင်ငံရဲ့တမိုင်းနဲ့ဝိညာဉ်ရေးရာ လာလာတွေကို ပုံဖော်တဲ့တင်ဂေတာတစ်ခုလည်းဖြစ်ပါတယ်။ဘလိရဲ့အဘီယွန်ပုံပြင်က လူသားတွေရဲ့စိတ်ကူးစိတ်တမ်းကိုနှိုးဆော်ဖို့တောင်းဆိုခြင်းဖြစ်ပါတယ်။လူသားတွေနဲ့ဆက်သွယ်မှုကိုအတိမတ်ပြုခြင်းအဖြစ်မိမိတို့ရဲ့အတ္တတွေကိုကျော်လွှားနိုင်ပြီးတည်ရှိမှုရဲ့ပြည့်စုံမှုကိုခံစားနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ခွင့်လွှတ်ခြင်းရဲ့တကူအကြောင်းပြောပြချင်ပါတယ်။ဗလိတ်ကလက်စားချေခြင်းနဲ့မုံတီးခြင်းတန်တရားကိုရပ်တန့်ဖို့ခွင့်လွှတ်ခြင်းကအရေးကြီးတယ်လို့ပြောပါတယ်။သူတစ်ပါးကိုခွင့်လွှတ်ခြင်းအဖြစ်မကျေနပ်မှုတွေရဲ့ချီနှောင်ခြင်းကနေလွတ်မြောက်ပြီးကယ်တင်ခြင်းလမ်းကိုဖွင့်လှစ်နိုင်ပါတယ်။ခွင့်လွှတ်ခြင်းကမကောင်းတဲ့အပြုအမူကိုခွင့်ပြုတာမဟုတ်ဘဲဒေါသနဲ့မကျေနပ်မှုတွေကိုလျှော့ချပေးခြင်းဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းကပြောင်းလဲစေတဲ့လုပ်ရက်တစ်ခုဖြစ်ပြီးခွင့်လွှတ်သူရောခွင့်လွှတ်ခံရသူကိုပါကူတာပေးနိုင်ပါတယ်။ဘလိတ်ကခွင့်လွှတ်ခြင်းကိုကောင်းကင်ဘုံကိုဖွင့်ပေးနိုင်တဲ့တော့ချက်အဖြစ်မြင်ပါတယ်။စာနာထောက်ထားမှုကိုလက်ခံပြီးအဖြစ်တင်ခြင်းကိုဖယ်ရှားခြင်းအဖြစ်ချစ်ချင်းမေတ္တာနားလည်မှုနဲ့ပြန်လည်တည်မြဲရေးကဘာကိုဖန်တီးနိုင်ပါတယ်။မိတ်ဆွေတို့ရေဝီလီယမ်ဘလိတ်ရဲ့အတွေးမြင်တွေကိုပြန်သုံးသပ်ကြည့်ရအောင် အရာရာဟာစိတ်ဝိညာဉ်နဲ့ဆက်ဆက်နေတယ်ဆိုတာကိုသတိရပါစန့်ကျင်ဘက်တွေကတိုးတက်မှုကိုဖြစ်စေတယ်ဆိုတာကိုလည်းမှတ်သားထားပါမိမိကိုယ်ကိုဖြစ်စည်းခြင်းအဖြစ်စိတ်မှန်နဲ့တသားတည်းဖြစ်မှုကိုရှာဖွေပါကန့်တချက်တွေကိုကြော်လွားပြီး စိတ်ကူးစိတ်တမ်းရဲ့တန်ခိုးကိုအသုံးချပါခွင့်လွှတ်ခြင်းနဲ့စာနာထောက်ထားခြင်းကကဲတင်ခြင်းရဲ့တကားတွေကိုဖွင့်ပေးပါတယ်ဒီချက်တွေကိုလက်တွေ့ဘဝမှာအသုံးချပြီးပုံမိုးနှဆိုင်တဲ့အသိဉာဏ်နဲ့ငြိမ်းချမ်းမှုကို 还有来吧。